။အကိုတိုင်းအုတ်ရှိပင်မြို့နယ်မှာကာကွယ်ပစ္စည်းထုတ်ဆက်ရုံကာပါစား6တိရှိတဲ့ညောင်ချီတောက်ကြီးဝါနီမှာစစ်ကောင်စီကလူဝင်အားနဲ့လက်နက်ခဲယံအများပြားတုံး၍ခန့်စစ်ပြင်နေပြီးညောင်ချီတောက်နဲ့ညောင်ကျိုးရွာကြားမှာတိုက်ပွဲပြင်းထန်နေတယ်လို့တော်လိုင်းရင်သတင်းမြေများထံကသိရပါဗျာ။အာရခတတော်အေးဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကညောင်ချီတောက်ကြီးဝါနီ14မိုင်ခန့်ကွာမှာရှိတဲ့ညောင်ကျိုးကြီးရွာမှာစစ်ကောင်စီစခန်းကိုမက်ရှလာစနစ်နေ့ကသိမ်းပိုက်ခဲ့ပြီးတဲ့နောက်တိုက်ပွဲဆက်လက်ပြင်းထန်နေခြင်းဖြစ်တယ်လို့ဘကိုးတိုင်းမှာတော်လိုင်းရင်သတင်းမြေများကပြောဆိုထားတာဖြစ်ပါတယ်။တိုက်ပွဲဆက်ဖြစ်နေတဲ့ကြား ရောင်ချိုးကြီးရွာလည်းတော့ခုထိမဖြစ်သေးဘူးဒေသခံတွေကတော့နီးစပ်ရာရွာတွေမှာရှောင်နေကြတယ်လက်နက်ကြီးတန်တွေကတော့အုတ်ရှစ်ပင်ကနေခက်ဆိတ်ဆိတ်ကြားနေရတယ်လို့ဗရောင်းမြို့နယ်မှာကာဝေးရဲဘော်တူကပြောဆိုထားပါတယ်ကာပါဆာ6ဟောင်းရောင်ချိုးကြီးရွာရဲ့အရှိမြောက်ဖက်၄မိုင်ခန့်ကွာမှာတည်ရှိပြီးတော့ရောင်ချိုးကြီးရွာမှာကာပါဆာ6အပြင်ကာဝေးပစ္စည်းထုတ်လုပ်မှုတစ်ခွဲတင်တန်းကျောင်းနဲ့အမှတ်106တုံးတက်လည်းရှိနေပါတယ်စစ်ကောင်စီတပ်ဟာရောင်ချိုးကြီးရွာသို့ဆင့်အားဖြစ်တဲ့ကတရားခေါ်မှမှလက်နက်ကြီးများတဆင်၍စစ်ပြင်ဆင်ထားတယ်လို့တော်လိုင်းတက်ဖွဲ့ထံအလင်းဝင်လာတဲ့ ။ရောင်ကျိုးတိုက်ပွဲမှာပါဝင်ခဲ့တဲ့စစ်မှုထမ်းတပ်သားကိုနန်းလင်းသူကမတ်လ18ရက်နေ့ကပြောဆိုထားပါတယ်။စစ်ကောင်စီကကာကွယ်ရန်ပြင်ဆင်နေတဲ့ကပ္ပဆာ6ဆက်ရုံကအပြည့်အဝမလဲပတ်နိုင်တော့ဘဲ90ရာခိုင်နှုန်းခန့်ရပ်တန့်နေပြီလို့သတင်းရရှိထားကြောင်းလဲစီဒီအမ်ဘူကြီးစင်ရောင်ကပြောဆိုထားပါတယ်။ A ကရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းဆက်မှာရှိတဲ့စစ်ကောင်စီရဲ့မိုးထီတောင်စခန်းကိုဇန်နဝါရီလနောက်ပိုင်းကသိမ်းယူခဲ့ပြီးတဲ့နောက်တနော်နေပါခန့်အကြမ်းမှာညောင်ကျိုးကြီးအောင်ကိုထပ်မံသိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ထို့နောက်ကပ္ပစ6ကို OTP စစ်စင်ရေးဖော်ဆောင်နေတယ်လို့စီးရီးသတင်းမြင့်ချိုကပြောဆိုထားပါတယ်။အေဘက်ကတိုက်ပွဲသတင်းတွေကိုအသေးစိတ်ထုတ်ပြန်မထားတော့လဲ။မကိုးတိုင်းရခိုင်ပြည်နယ်အဆက်နေရာများနဲ့ရခိုင်ရိုးမှတောင်တန်းမှာနေစဉ်တိုက်ပွဲများဖြစ်ပွားနေတယ်လို့ဇန်နဝါရီလ29ရက်နေ့မှာထုတ်ပြန်ထားပါတယ်။လက်ရှိဒေသတွင်းအခြေအနေတွေအရအုပ်ရှိပင်မြို့မှာတိုက်ပွဲများပုံမပြင်းထန်လာနိုင်ကြောင်းလည်းသတင်းများထွက်ပေါ်နေပြီးဒေသခံတွေဟာပြည်မြို့ကိုတိမ်းရှောင်လာကြတယ်လို့လည်းသိရပါတယ်။ ဘောပြဲမှာတိုက်ပွဲဆက်ဖြစ်နေပြီးတော့ရိုင်ကောစီရိုင်လန်းကို KNT ရဲ့ယာယီပိတ်ပင်လိုက်တဲ့အကြောင်းကိုလည်းဆက်ပြီးပြောပါမယ်။ဂရင်းနီပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းဆက်မိုးပြဲမြို့မှာစစ်ကောင်စီနဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့များကြားတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီစီရင်လှုံ့ဆော်မှုပြုလုပ်နေတဲ့ရိုင်ကောစီရိုင်လန်းကိုအသုံးမပြုဖို့ဂရင်းနီမျိုးသားများကာကွယ်ရေးတပ် KNT ကထုတ်ပြန်ထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်များထိန်းချုပ်ထားတဲ့မိုးပြဲမြို့ကို2024ခုနှစ်ဒီဇင်ဘာလမှစတင်ကောင်ပြည်သူ့စစ်မှုထမ်းတင်နန်းစင်အမျိုးစုနဲ့စစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်ခဲ့ပြီးတိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပါတယ်။ ။မိုးပြင်းမြို့မှာခြေဆိုင်တဲ့ခမာရ420တမစစ်ကောင်စီစစ်ကြောင်းချို့ဟာမြို့ရင်းကိုဝင်ရောက်နိုင်ဖို့အတွက်ဒရုန်းနဲ့ကြီးများအလုံးကျုံအသုံးပြုကာတိုက်ခိုက်နေတယ်လို့လည်း KNDF ဖန်ကသိရပါဗျ။လက်တော်စီးရေးချီနေတဲမှနေခြင်းစစ်ကောင်စီကလွိုင်းကောစီဇန်လမ်းတစ်လျှောက်မှာစီးရေးလှုပ်ရှားမှုများရှိန်မြင့်လာတယ်လို့လည်းသိရပါဗျ။အချိန်မီွေးတိုက်ပွဲဖြစ်ပွားနိုင်တာကြောင့်လွိုင်းကောစီဇန်လမ်းမကြီးကိုမက်စလာ20နေမှာစတင်ကယာယီပိတ်ပင်ထားတယ်လို့လည်း KNDF ဗျူဟာအမှတ်ကထုတ်ပြန်ထားတာဖြစ်ပါဗျ။လမ်းပြပွဲပေးမယ့်ရက်ကိုဆက်လက်အတည်ပြုတော့မှာဖြစ်ပြီး ရတော်စီရဲ့အခြေအနေတွေအရပြည်သူများလိုက်နာပေးကြဖို့ကိုလည်း KNTF ကမြစ်တာရက်ခတ်ထားပါဗျ။ပြီးခဲ့တဲ့ match လဆက်ကွေးနေ့ကစစ်ကောင်စီကလွန်ကောမျိုးအဝေးပြေးရင်အားစခန်းကိုဖွင့်လှစ်ခဲ့ပြီး KNTF ရဲ့ယာယီပိတ်ပင်ထားတဲ့ Rainbow စီဆိုင်လမ်းပိုင်းဖြစ်တဲ့ Rainbow တောင်ကြီးကြီးတဲ့တင်ရင်လိုင်းကနိုင်စင်ပြေးဆွဲမှုရှိတယ်လို့လည်းသိရပါဗျ။စစ်ကောင်စီက Rainbow စီဆိုင်လမ်းပိုင်းမှာစစ်ပြင်ဆင်နေတဲ့ကဲ့သို့စစ်ဘေးရှောင်အများစုရှိရာဒီမော့ဆိုမျိုးအနောက်ချမ်းကိုလည်းဂျမန်နေမနဲ့ဆယ်နိုင်ခွဲခန့်ခြင်းကလေးချောင်းမှတိုက်ခိုက်ခဲ့ပါဗျ။အဲ့ဒီတိုက်ခိုက်မှုကြောင့် အသက်73နှစ်ရွယ်ကလေးတဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်၅လုံးပျက်စီးသွားကြောင်းလဲဂရီနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ထံကသိရပါဗျ။စစ်ကောင်စီကနောက်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုဇဒိုက်ပြုလုပ်လာပြီးစစ်ဘေးရှောင်တဲ့ဒေသခံများအနေနဲ့လေကြောင်းရန်ကြိုတင်ကာကွယ်ရန်ခက်ခဲလာတယ်လို့လဲ IEC တွင်ရင်မှုကိုမညာခွန်အောင်ကပြောဆိုထားပါဗျ။၎င်းကဆက်ပြီးပြောဆိုထားမှာတော့ကြိုတင်ကာကွယ်မှုပုံစံကရက်ခတ်လာတယ်။ပထမတစ်ချိန်မထင်ရင်နောက်တစ်ချိန်မလာခင်ဘုတ်ကိုချင်းနဲ့ဝင်ကြင်ရတယ်။အခုနောက်ပိုင်းကတခါတည်းလာကျဲသွားလိမ့်ရှိတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့မတ်လ၄ရက်နေ့ကလည်းဒီမော့ဆိုမျိုးနောက်ချမ်းချယ်တီကုန်းစင်းနီတဝိုက်ကိုစစ်ကောင်စီကလေးချောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတူဦးတန်ရရှိကနေအချို့ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။စစ်ကောင်စီကဒီမော့ဆို၊ဒွိုင်းကော၊ဖဲခုံးနဲ့မိုးပြဲမြို့နယ်တို့မှာစစ်ရေးပြတ်မှတ်မဟုတ်တဲ့ရဲသားပြည်သူများကိုပြစ်မှတ်ထားကောင်လေးချောင်းရုံးနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်နေတာကြောင့်လုံခြုံရေးသတိပြုနေထိုင်ကြဖို့ကိုလည်း KNDF ကအသိပေးထားပါဗျ။ထိန်းသိမ်းထားတဲ့ PDF ခုနှစ်ခုကို TNL ပြန်လုပ်လိုက်တဲ့အကြောင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ ရှိုင်းမြင့်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်မန်တုံမြို့တို့မှာယခုသတင်းပတ်အတွင်းတရန်နလီမခေါ်ယူထိန်သိမ်းခဲ့တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ခုနှစ်ဦးကိုပြန်လည်ပေးလိုက်ပြီလို့မက်စလာ20ရက်နေ့ကတရန်နလီပြောခွင့်ရသူရွေးလေဦးကပြောဆိုထားပါတယ်။ရှိုင်းမြင့်နယ်မြောက်ပိုင်းသို့လာရောက်တဲ့စကိုင်းတိုင်းမှ PDF တပ်ဖွဲ့ဝင်ခုနှစ်ဦးကိုတောင်မျိုးသားလုံးမျိုးဤတပ်မတော်တရန်နလီကထိန်သိမ်းခဲ့ပြီးတဲ့နောက်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီးပြန်လည်ပေးလိုက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိဒီအခြေအနေကတော့ပြည်ထောင်သွားပြီဖြစ်ပါတယ်။ ဆွေးနွေးမှုပြည်တဲ့သွားချိန်မှာသူတို့ကိုပြန်လို့ပေးတာဖြစ်ပါလေလို့ရွေးလေဦးကပြောဆိုထားပါတယ်။၎င်းတို့အနေနဲ့နေမီဒေတာတည်ငြိမ်ရေးအတွက်ဂျောင်းဝင်ရေးခက်တာထိန်းသိမ်းခဲ့ကြင်တာဖြစ်တယ်လို့လည်းဆိုပါတယ်။ဖြစ်စဉ်ကပြည်ကရက်မက်ချ်လာ16ရက်နေ့ညနေ3:00အချိန်ခန့်ကကိုခိုင်မျိုးအောင်ချမ်းသာထမင်းဆိုင်မှာထမင်းစားနေတဲ့စကိုင်းတိုင်းမှာလာရောက်တဲ့ PDF တပ်ဖွဲ့ဝင်ခနှုတ်ကို DNA တပ်ဖွဲ့ဝင်တွေကဆိုင်တွင်းဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပါတယ်။ဖမ်းဆီးထိန်းသိမ်းချိန်မှာ PDF တပ်ဖွဲ့ဝင်များမှလက်နက်ခဲယံနဲ့ငွေကြေးသိမ်းထောင်ချေရာ ဆက်သွယ်ရေးပစ္စည်းများလည်းပါဝင်တယ်လို့ကုတ်ခိုင်အခြေဆိုင်သတင်းမြစ်ထံကသိရပါဗျ။မက်စလာ၁၉ရက်မှာပြန်လို့ပြေးခဲ့တော့လဲအဆိုပါဖီဒီယာများကမက်စလာ၂၀ရက်မှာမန်တုံမြို့သို့ရောက်ရှိစဉ်ဒီအန်နယ်လီတပ်ဖွဲ့ဝင်ချုပ်ကထပ်မံဖမ်းဆီးခဲ့တယ်လို့ဖြစ်စဉ်ကိုသိရှိထားတဲ့သတင်းမြစ်များကဆိုပါတယ်။စကိုင်းတိုင်းမှာတော်လိုင်းရေးသတင်းမြစ်အချို့ရဲ့ပြောဆိုချက်တွေအရရှမ်းပြည်နယ်မြောက်ပိုင်းမှာယခုကဲ့သို့ဖြစ်စဉ်အချို့ကရခိုင်ကလည်းဖြစ်ပွားခဲ့မှုတယ်လို့သိရပါဗျ။ဒိုင်းသာတော်လိုင်းတပ်ဖွဲ့များရဲ့ထိန်းချုပ်ထေတာတွင် လောက်ထုံးလုံးနေများကိုကြောလွန်လောက်ဆောင်မိပါကခိတထိမ့်သိမ့်ခံရခြင်းများရှိတဲ့အခါဤတိုင်းဆွေးနွေးမှုများပြုလုပ်ပြီးနောက်ပြန်လည်လွတ်မြောက်လာလေးရှိတယ်လို့လည်းဆိုပါရယ်လောက်ထုံးလုံးတွေကိုကြောလွန်ပြီးသွားလို့မရင်တော့သူတို့ကခိတထိမ့်သိမ့်တာတော့ရှိပါရယ်ပြန်မလွတ်တာတော့အကျဉ်းချလိုက်တာတော့အပြီးပြတ်ဖမ်းခေါ်လိုက်တာတော့မလောက်ပါဘူးဗျပြီးရင်မှာအမိတ်ဆက်ဆံရေးရာပြန်လွတ်ပါတယ်လို့စကိုင်းတိုင်းမှာတော်လင်းသတင်းမြချို့ကပြောဆိုထားတာပါ PNL ဟာ2029ဆက်ဆံရေးအပိုင်းတင်းနဲ့အပိုင်းနဲ့အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာနန်းစံ၊မတုံ၊နန်းခမ်း၊ခွတ်ခိုင်၊နမတူ၊မိုင်းငေါ၊မိုင်းလုံ၊ကြောက်မဲ၊နောင်ချို၊မိုးမိတ်နဲ့တီဘောမြို့နယ်၊မန္တလေးတိုင်းမှာမိုးကုတ်မြို့နယ်တို့ကိုသိမ်းယူထားပါတယ်။ဆိုပါမြို့သိမ်းတိုက်ပွဲများတွင်ညာဒေသမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်းပါဝင်တိုက်ခိုက်ခဲ့ကြပြီးတိုက်ပွဲများတွင်အကြာဆုံးများလည်းရှိခဲ့တယ်လို့သတိတိုင်းတော်လိုင်းရဲ့သတင်းမြင့်များထံကသိရတာဖြစ်ပါတယ်။အာနာဒိစကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောက်လိုင်းဖို့ပြည်တွင်ရေး နိုင်ငံတကာရင်းနှင်းစစ်မြေပြင်အခြေအနေများရဲ့လက်တွေ့ဖြစ်ပျက်နေသည့်တွေကိုအမှန်တိုင်းမြင်နိုင်စွမ်းမရှိဖြစ်လာနေတယ်လို့အစချီက Asia Times က The Grand Delusion of Myanmar မြန်မာ့ online ကောင်းစင်နဲ့ Match လ16ရက်နေ့ကရေးသားထားတာကိုတင်ပြသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမြန်မာ့ online ဟာရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဘေကျင်းရဲ့ရှင်နိုင်ခွင့်ရလာခဲ့ပြီးပူတင်အားလည်းဗုဒ္ဓဖျားရှင်ရဲ့ဗျာဒိတ်တော်လာမင်းကြီးအဖြစ်ပြောဆိုခဲ့ပါတယ်။၎င်းဖို့ ထို့သောအတိတ်ရဝတ်တီအလင်္ကာဆုံးပြောဆိုခြင်းကလည်းရည်ရွယ်ချက်ကြီးကြီးမားမားရှိနေပြန်ပါတယ်။လက်ရှိမှာဗပောင်းဆောင်အချက်သေးကြလာနေတဲ့မြောက်လိုင်းကရုရှားကဲ့သို့အင်အားကြီးနိုင်ငံတနိုင်ငံရဲ့အတိမတ်ပြုတ်ခံရဖို့တည်ရည်ရှင်ရတဲ့မြအရေးကြီးနေပေလေ။ထို့သောမထော်တန်းန်းပြောဆိုရဖို့ဝင်မလေးခြင်းပဲဖြစ်ပါတယ်။သို့တော်လည်းပဲပြဿနာဖြစ်နေရတာက၎င်းရဲ့စကားကောလုံးရမြကပကတိဖြစ်ပြနေသည့်မြအားကိုစားမပြုတ်ခြင်းပဲဖြစ်ပါတယ်။မြောက်လိုင်းဟာနိုင်ငံအိန္ဒိယရဲ့30ရာခိုင်နှုန်းသာထိန်းချုပ်နိုင်တော့ကြောင်းခံမှန်းပြောဆိုမှုများထွက်ပေါ်လာနေပြီး ရင်းအောင်သုံးဖော်မမိတ်ဖွဲ့ရဲ့ထိုးစစ်ကြောင့်ဆင်းမျက်နှာအသီးသီးမှာခွက်ခွန့်လန့်အောင်ရှုံနေခဲ့ရပါတယ်။အကွဲကွဲပြားပြားဖြစ်နေတဲ့တော်လိုင်းရေးဖွဲ့များအချင်းချင်းပူပြီးပူပေါင်းဆောင်ရွက်လာကြသလိုအမျိုးသားညီညွတ်ရေးအစိုးရကလည်းနိုင်ငံတကာရဲ့ထောက်ခံမှုကိုတိုးပြီးရရှိလာနေပါတယ်။ထို့သူအနေထားများရှိနေတော့လဲ၎င်းဖွဲ့စည်းထားတဲ့စစ်ကောင်စီကနိုင်ငံကိုထိန်းချုပ်နိုင်သေးတယ်လို့ထင်အောင်ထင်မှားဖြစ်နေပြီးရွေးကောက်ပွဲလုပ်ပေးမယ်လို့ပင်အစံမပါတဲ့ကြိကိုပေးလာခဲ့ပြန်ပါတယ်။မြောက်နိုင်ဟာအသေးချာတွက်ချက်ပြီးပိုတင်အားမြောက်ပြင်ပြောဆိုခဲ့ခြင်းဖြစ်တယ်လို့ ရုရှားဟာလက်နက်တော်မကကုလသမဂ္ဂမှာပါတာမန်ရေးအရာပါကြောတော့နောက်ခံပေးထားပြန်ပါတယ်။ပူတင်ဖို့တလုံးတစ်ပါးသားများတိမမဟုတ်တဲ့ဗုဒ္ဓဖျားရှင်ကိုပင်ဆွဲထည်လာပြီးရုရှားရဲ့ဆက်လက်ထောက်ခံမှုရအောင်ပုံသွင်းလာခဲ့ပြန်ပါတယ်။၎င်းတို့ကိုထောက်ခံပေးနေခြင်းကပင်နိုင်ငံရေးကြောင့်ပင်မဟုတ်တော့ဘဲဗျာဒိတ်ဒေါ်လာအတိုင်းဖြစ်တယ်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ်။ပူတင်စီကတော့ဆက်ပြီးပူပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့မရေမရအာမခံချက်မျိုးသာကြားသိခဲ့ရပြီး၎င်းဖို့ကယူကရိန်းဒေသအရေးကြီးနေပြီး မြန်မာကိုတော့ပါတနာလို့ပင်သဘောမထားဘဲနေရုပ်တရုပ်ဖြစ်တာယူဆထားပါတယ်။တရုတ်ဟာအယောင်းဝယ်သဘောမျိုးနဲ့နားလည်ရခက်တဲ့ဂိမ်းမျိုးကစားနေတာကြောင့်မဲအောင်လိုက်ဟာမော်စကိုကိုသာမလွတ်တမ်းဖက်တွယ်ထားတယ်လို့ဆိုပါတယ်။တရုတ်ဘက်က၎င်းတို့အားတန်တမာရေးနဲ့စီးပွားရေးမှာထောက်ခံမှုပေးထားတော်လဲ။ဟိုဘက်ဒီဘက်မြည်သူပင်အနိုင်ရစေကမူ၎င်းတို့ရဲ့ဩဇာတက်ရောက်နိုင်ဖို့သာအာယုံထားနေသူဖြစ်ပါတယ်။အာနာသိန်းဖွဲ့ဖို့ကစစ်မြေပြင်မှာအရေးနိုင်လာတဲ့နေအမြအဆိုပါရေးကိုမြည်သူထိန်းကြီးရမယ်ဆိုတဲ့မေးခွန်းများအစီအရေးထွက်ပေါ်လာနေပါတယ်။လက်ရှိမှာ အနားယူသွားတဲ့စစ်ရာရှိများကိုပင်ပြန်ခေါ်နေပြီး၎င်းတို့ဘက်မှပါဝင်မယ်ဆိုကနိုင်ငံသားများကိုပင်နိုင်ငံသားပေးမယ်လို့ကမ်းလှမ်းလာခဲ့ပါတယ်။စီးရီးလေးလာသောအန်တိုနီဒေးဗစ်ကတော့စစ်တပ်ဟာတကြိမ်တခါဘူးများယခုလိုကြဲကြဲပြန့်ပြန့်နဲ့အပေးယူများစွာတိုက်ခိုက်လာမှုမျိုးကြုံခဲ့ရဘူးခြင်းမရှိဘူးလို့ဆိုပါတယ်။အာဆီယံဖွဲ့ဟာလူပြောခံရတဲ့အချက်၅ချက်မှသဘောထားပြောင်းလာရဖို့ရှိနေပြီးဒေသတွင်းဒုက္ခသည်ပြဿနာကြီးထွားလာမယ့်အရေးတွေစိုးရိမ်ထိတ်လန့်လာနေပြီဖြစ်ပါတယ်။အသည့်စားဆုံးတစ်ချက်က အာဆီဟာ၎င်းတို့လုံးမဲ့ရွေးကောက်ပွဲကိုမထောက်ခံတော့ခြင်းပဲဖြစ်ပါတယ်။ထို့ဆောင်တည်ငြိမ်မှုရရှိရေးအတွက်ချက်ချင်းလငယ်ဆိုသလိုအပြစ်ခက်ရစေရန်တောင်းဆိုလာကြပါတယ်။အထူးသဖြင့်မလေးရှား၊အင်ဒိုနီးရှားနဲ့စင်ကာပူတို့မှပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုနေကြပါတယ်။မြောက်လိုင်းဘက်ကအပြစ်ခက်ရစေဖို့စိတ်ကိုယ်တည်းပင်မထည်သေးပဲ၎င်းအဖို့ကဆက်ပြီးအသက်ရှင်ရပ်တည်နိုင်ရေးအတွက်တခုတည်းသောနေရာကစီရရအသာစီးရနေဖို့ပဲဖြစ်ပါတယ်။မြောက်လိုင်းအဖေးယူလို့ရရင်ညှင်းဆိုနေခြင်းကနိုင်ငံရေးအရာအတွက်ချက်မှားခြင်းမျိုးမဟုတ်ပဲ။ နိုင်ငံတွေအကွဲပြင်းများဆက်ရှိနေစေဖို့ဖြစ်တယ်လို့ဝါရှင်တန်စစ်ကောလိပ်မှပေါဝခဇာခါရီအပူဇာကထောက်ပြခဲ့ပါတယ်။ရခိုင်ကလို့ဒေါန်ဆန်းစုကြည်အားပြန်လို့ပေးခြင်းမျိုးနဲ့စစ်တပ်နဲ့ဒီမိုကရေစီအင်အားစုများကြားပြန်ပြီးရင်ကြားစီလာနိုင်မဲ့အလားအလာမျိုးလည်းမရှိတော့ဘူးလို့ဆိုပါတယ်။ NUG ဘက်မှလည်းဒေါ်ဆန်းစုကြည်နေရာကိုဆက်ခံပြီးစူးစီးပေးနိုင်မဲ့လူမျိုးထွက်ပေါ်လာခြင်းမရှိသေးဘူးလို့យေတာထားပါတယ်။သူမပြောက်ွယ်နေခြင်းကဥဆောင်မှုအပိုင်းမှာလေဟာနယ်ကြီးဖြစ်နေပြီးအကွဲအကွဲပြားပြားဖြစ်နေသည်များ ရေရှည်မှာစစ်တပ်ကတပန်းတာလာနိုင်ပါတယ်။မြမရဲ့အနာဂတ်ဟာဇွဲတတိအပြည့်နဲ့စိတ်မှာခက်ခဲစွာအလျှော်မပေးဘဲတိုက်ခိုက်နေတဲ့မျိုးစစ်စိတ်လူငယ်များကပုံဖော်သွားဖို့ရှိနေတယ်လို့ဆိုပါတယ်။ထိုလားလာများကမဲအောင်လိုင်းအတွက်တော့နှစ်ဖက်ချုံမြနေတဲ့ဓားသွားလိုဖြစ်လာနေပါတယ်။ဒေါ်ဆန်းစုကြည်ကွဲပြောင်းနေတဲ့အတွက်စင်လာအတိုက်ခံပုံစံမျိုးမရှိတော့ဘဲမဲအောင်လိုင်းအတွက်စစ်မြေပြင်မှာဒီထမကအေးနေလာလျင် စစ်ဆက်ဆွေးနွေးပေးခြင်းမျိုးဖြင့်ဝင်ရောက်ညှိနှိုင်းပေးမယ်လို့မရှိတော့ဘူးလို့យေတာထားပါတယ်။ မဲအောင်လိုင်ရဲ့အကြက်တဲကရှင်းလင်းစွာထွက်မြေနေရပြီဖြစ်ပြီး၎င်းဟာအနိုင်မရနိုင်တော့တဲ့စစ်ပွဲကိုတိုက်နေရသူဖြစ်လာနေပါတယ်။လက်လွတ်ခံရမဖြစ်တဲ့နိုင်ငံတကာအတိုင်ဝန်းကလည်းဖဲ့ကျင်းလာနေတာကြောင့်၎င်းရဲ့တရားဝင်အုပ်ချုပ်ပိုင်ခွင့်အတွက်အတိမတ်ပြုတ်ခံရဖို့ပိုပြီးအကြက်ရိုက်လာနေပါတယ်။၎င်းနှစ်ကုံပိုင်းမှာလှုပ်ပေးမယ်ဆိုတဲ့ရွေးကောက်ပွဲကလည်းလက်ရှိပြဿနာကိုဖြေရှင်းနိုင်ဖို့ဝေးသက်ထဲဝေးလာနေပြီဖြစ်ပါတယ်။မော်စကိုမှာကြီးကြီးကျယ်ကျယ်ပြောဆိုလာမှုများစစ်မြေပြင်မှာသွေးကြွလာအောင်ပြောဆိုအင်အားပြနေတဲ့စကားများကပြည်တွင်းစစ်မြေပြင်မှာ တကယ်တမ်းရင်ဆိုင်နေရတဲ့အမှန်တရားကိုဖုံးကွယ်နိုင်စွမ်းမရှိတာကိုတွေ့မြင်နေရပါတယ်။စစ်တပ်ရဲ့ချုပ်ကန်နိုင်မှုကလည်းပြေရောလိုက်လာနိုင်မှုနဲ့အတူစစ်ကောင်းဆောင်များဆက်ပြီးရက်တီသွားနိုင်ရေးကလည်းတိုးရိပ်တိုးရိပ်ချင်းချောက်ခံလာနေရပါတယ်။ဗိုလ်ချုပ်ကြီးများရဲ့အနာဂတ်ကလည်း၎င်းရဲ့ကြီးကြပ်ခံရတဲ့စိတ်ကိုယ်ရင်အိမ်မများရှိနေတဲ့အကြောင်းမှာတဖြည်းဖြည်းမရေရာမှုတွေများလာနေပြီဖြစ်တယ်လို့យေသားထားတာကိုကောက်နှုတ်တင်ပြလိုက်ရပါတယ်။ပြည်သူတို့ရဲ့ခုခံတွန်းလှန်စေမောက်ချောက်အောင်ရမည်